မင်္ဂလာပါကလေးတို့ရေဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့ငုံတကောင်ရေဂလိစာတခါကဂိုင်းတော်ထဲမှာငုံမိသားစုလေးဟာအတိုင်းမြုံဖွဲပြီးငုံသားပေါက်ကလေးတွေနဲ့ပျော်ရွှင်စွာနေထိုင်ကြတဲ့တရက်မှာတော့စင်ကြီးတကောင်ဟာ ရေတောက်စင်မိုလာရလမ်းကြောင်းမှာငုံမိတာစုရဲ့အတိုက်ရှိရာကိုဦးတည်နေတာကြောင့်ငုံမလေးဟာသူ့ရဲ့သားသမီးတွေအတွက်လွန်စွာစိုးရိမ်သွားတာပေါ့ဒါကြောင့်စင်ကြီးကိုငုံမလေးကအသေးမိတ်ဆွေစင်ကြီးကျေးဇူးပြုပြီးဒီလဲကမတော်ပါနဲ့အခြားလဲကသွားပြီးပါလား ကျမမေတ္တာရက်ခံတောင်းမဲ့ပါတယ်ရှင်။ဒီလိုအတနာခံပြီးပြောတော့စင်ကြီးကရှူးရှူးရှဲရှဲနဲ့ဒေါသတကြီးထွက်ပြီးအောင်မဲရရဆဆငို့မလေးမစားငုံဆုံမကများ။ငါလူခွန်အားကြီးတဲ့သူကိုနေရဘာကြောင့်လာတားနေရတာလဲ။ငါပေါ့ချင်တဲ့နေရာကတော့မှာပေါ့။ရှိကနေဖဲစမ်း ပိန်သွားချင်လို့လားဒီလိုမောင်မရိုင်းပြစွာပြောဆိုတော့ငုံမလေးကမဟုတ်ရပါဘူးစင်ကြီးရဲ့စင်ကြီးသွားမဲ့လမ်းမှာမျက်သားပေါက်လေးတွေကျမကလေးတွေရှိနေတာပါမပြန်နိုင်သေးတဲ့ကလေးတွေမဟုတ်ဒီလိုတောင်းပန်တားမြစ်ရခြင်းဖြစ်ပါတယ်ရှင်ရဲ့ကျမရဲ့ရင်သွေးလေးတွေအတွက်မူပါရှင် ဒီလိုတောင်းပန်စကားကိုဆိုလိုက်တယ်။ဒါပေမဲ့လည်းစင်ကြီးကတော့သူ့လမ်းကိုသူတက်တက်ချက်သွားလိတာပေါ့။ဒါကြောင့်ငုံပေါက်ကလေးတွေရှိတဲ့အပိုင်းမြုံကိုစင်ကြီးရဲ့ခြေထောက်နဲ့နေမိသွားတဲ့အတွက်ငုံကလေးတွေဟာပေဆုံးသွားရတာပေါ့ကွယ်။ငုံမလေးခမရင်ခွင်းမတက်ပေါကတ ဖြစ်ပြီးစင်ကြီးကိုအခုလိုကြုံဝါစိန်ခေါ်လိုက်တယ်ဒီမှာစင်ရောက်မှာတနေ့ကျရင်ကျမအကြောင်းရှင်ကောင်းကောင်းသိစေရမယ်ရှင်အလှကျရင်ဒီထက်နာကျင်စွာခံစားရမယ်လို့မှတ်ပါငုံမကလေးဟာဒီလိုဒေါသတကြီးနဲ့ကြုံဝါလိုက်တယ်တာကိုစင်ကြီးက လက်တောင်လောက်တော့မရှိတဲ့မင်းလိုပမွားလေးကများငှို့လိုအကောင်ကြီးကြီးကိုဘာများလောက်နိုင်မှာလဲကွာဒီလောကကြီးမှာငါကိုဘယ်ကောင်းမှမရှိနိုင်ဘူးငါကပဲအားလုံးကိုအနိုင်ယူခဲ့တာကွာဒီလိုရှင်မဟာတိုင်းပြီးထွက်သွားပါတော့တယ် ငုံမလေးဟာစင်ကြီးကိုဒေါသတကြီးနဲ့ပြောဆိုခဲ့ပေမဲ့ဘလို့ပြန်ပြီးကလေးစာချိရမလဲဆိုတာကိုအကြိမ်ကြိမ်စဉ်းစားရင်မှိုင်ငင်းနေမိတာပေါ့ဒီချိန်မှာဘယ်သူရဲ့တငယ်ချင်းဖြစ်တဲ့ကြီးကင်းလေးဟာအိုးတငယ်ချင်းငုံမဘလို့အကြောင်းကြောင့်ဒီလိုပူဆွေးတော့ကရောက်နေရတာလေငါပါများကူညီပေးရမလဲပြောပြပါ ဒီလိုမေးမြန်းတော့ငုံမလေးဟာတငယ်ချင်းကြီးကန်းကိုဖြစ်ချောင်းကုန်စင်ကုန်ပြောပြလိုက်တာပေါ့တငယ်ချင်းကြီးကဲရင်ရှင်ကျမကိုတခုလောက်ကူညီပေးပါစင်ကြီးရဲ့မျက်လုံးနှလုံးကိုသိရဲ့ချုံထက်တဲ့နှုတ်သိမ်းနဲ့ထိုးဖောက်ပေးပါရှင်အိုးဒီလောက်တော့ကူညီပေးရမှာပေါ့ ဒီလိုနဲ့ငုံမလေးဟာသူ့ရဲ့မိတ်ဆွေရင်ကောင်းနဲ့ထပ်ပြီးတွေ့ဆုံမြင်နေဒီလိုတွေ့ဆုံတော့ငုံမလေးကကိုရင်ကောင်းကိုပြောပြနေကိုရင်ကောင်းရှင်စင်ကြီးရဲ့မျက်လုံးနှလုံးကဒဲရဘို့ကိုရေအုပ်လေးမြမြအုပ်ချပေးပါရှင်ဒီလိုကိုကြီးတောင်းခံလိုက်ပြန်နေကိုရင်ကောင်းကလည်း ရတာပေါ့ဗျာဒီဒီလောက်တော့ကိုညီရမှာပေါ့ထပ်ပြီးငုံမကလေးဟာ အနီးနားမှာရှိတဲ့ရေအိုင်လေးကဖားလေးစီကိုတွားပြင်နေဖားလေးကိုသူ့ရဲ့ဖြစ်ကြောင်းကိုစင်ပြောပြပြီးအကူညီထက်တောင်းလိုက်တယ်မိတ်ဆွေဖားလေးရှင်အတင်ကတော့ချောက်ကမထိတ်မှနေပြီး ပံပေးပါဖားတံပေးပြီးအောင်းအံအောင်းအံလို့သာပေါ်ပေးပါရှင်ဒီလိုအခုကြီးတောင်းရပြန်နေကြီးကဲကိုရင်ကောင်းဖားတို့ဟာငုံမလေးအခုကြီးတောင်းနေအတိုင်းဆောင်ရရမဲ့တောင်းဝင်နေဖို့အကောင့်ထေဖို့ချတော့တာပေါ့အမဆုံးကြီးကဲဟာ စင်ကြီးရေတောက်စင်းတဲ့အချိန်မှာမျက်လုံးနှလုံးကိုတိုက်ခိုက်ပြီးထိုးဖောက်ပြစ်လိုက်တော့တယ်။စင်ကြီးဟာနာကျင်လို့လုံးမမြင်မဆက်နဲ့စင်ကန်းတော်တိုးဆိုသလိုပဲအော်မီပြီးဥတ္တရာကိုထပြေးပါတော့တယ်။ရှင်ကောင်ကတော့စင်ကြီးရဲ့မျက်စိတရံမှာရင်ဥတွေအများကြီးအုတ်ချပစ်ခဲ့ပြန်နေတယ်။ ရစ်နေခဲ့ကြလာတော့ရေဥကနေပုံးကောင်လေးတွေတွဲပြီးဒဲရံကိုထိုးဆွားတဲ့တဲ့ကြောင့်စင်ကြီးဟာနာကျင်ခိုက်ခဲရင်းတွေပူလောင်ပြီးရေဆာလာတာပေါ့ရေဆာတဲ့အခါမှာတော့စင်ကြီးဟာစံတဝါဝါနဲ့ရင်းအိမ်ရှိရာကိုမြင်တော့မှန်းဆပြီးတွန်းနေရတယ်ဒီချိန်မှာကြောက်ကံမမရှိတဲ့ဖားက ငုံမလေးကူညီတောင်းခဲ့တဲ့အတိုင်းအုံအန်အုံအန်နဲ့ကြောက်ကမာထိတ်မှနေပြီးအတန်ပေးနေတာပေါ့ဟိုင်းအိုတဲ့ကိုကြတော့စင်ကြီးဟာရေအိုင်ရှိတဲ့နေရာအမှန်နဲ့အားရပါရပြေးလွှမ်းတော့တာပေါ့ဒီလိုအားရပါရပြေးလွှမ်းလိုက်ချိန်မှာစင်ကြီးဟာကြောက်ကမာထက်ကနေအောက်ကိုကြားပြီး ပြေဆုံးသွားတာပေါ့ကွယ်ခလေးတို့ရေပုံမြင်လေးရတော့ဒါပါပဲနော်ငုံမလေးဟာသူ့ထက်အစပေါင်းများစွာကြီးမားတဲ့စင်ကြီးကို မိတ်ဆွေတငယ်ချင်းကြီးကိုရင်ကောင်ဖားတို့ရဲ့အကူအညီတွေနဲ့စစ်စီလုံးလုံးအကွက်ကြကြစီမံတိုက်ခိုက်ခြင်းကြောင့်အနိုင်ရရှိလိုက်ပါတယ်ကွယ် အင်အားကြီးမှတိုင်းမမီရဲ့ဂုံပါဝါနဲ့သူများကိုနိုင်လူမင်းထက်ပြည့်မှုဆောင်ရက်တက်တဲ့အကျင့်ရှိသူတို့ဟာ အခုလို ကြီးကိုရင်ကောင် ဖားရုံးနဲ့တွေ့တဲ့အခါမျိုးမှာရှုံ့နှိတ်ခြင်းနဲ့ရင်ဆိုင်နိုင်ရသလိုကိုချင်းစာတရားကင်းမဲ့ပြီး မောင်မောင်ထောင်လွားမာနတရားတွေနဲ့သူတစ်ပါးအတိုင်းမြုံကိုပြုတ်ပွဲစေမဲ့အပြုမှုတွေကိုရှောင်ကျင်တက်ရပါမယ်ကွယ် ငုံမလေးတကောင်ရဲ့မိဘမေတ္တာစွမ်းအားတတိဟာလဲသာသမီဇောနဲ့စင်ကြီးလိုသူထက်အများကြီးကြီးတဲ့တတဝါကို ကလစားခြေလိုက်နိုင်တဲ့တန်မဏိစိတ်တက်ကိုလဲလေးစားဂုဏ်ယူရမှာပါကွယ်မိဘတိုင်းမှာတတိတွေအပြည့်ရှိနေကြတယ်မဟုတ်လားဒီလိုပဲဘလောက်ပဲသိငဲ့တဲ့လူဖြစ်ဖြစ်သိစဉ်ဖြစ်ဖြစ် သူ့ရဲ့အစွမ်းစားနဲ့သူ့ရဲ့ရည်ချင်းဟာ ကိုစီကိုငါရှစ်တက်ကြတယ်ဆိုတာဒီပုံမြင်လေးကိုနားထောင်ရင်သင်ငန်းစာယူတက်နိုင်ပါစေကွယ်ကြီးနိုင်ငယ်ညင်းဝါဒများကင်းဝေးနိုင်ကြပါစေဒီနေ့တော့ဒီလောက်ပါပဲနော်